အားလုံးပဲမင်္ဂလာပါဝတ္တရှိရတော့ Nest Gallery Channel ကနေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ information ဟောင်းပေါ့နော်2019ခုနှစ်လပိုင်းလေးကအစိမ်းမင်းလေးကိုဆက်ပြီးတော့ဝတ္တရှိ sharing လုပ်ပေးချင်ပါတယ်ပထမအောင်ဆုံးနံပါတ်1ပုတ်ကတဲ့ဘတ်စုက ရှုပတ်ဆရှိမရှိတာ ရှုပတ်ဆဒီပိုင်းလေးဝယ်ဝတ္တရှိတို့ကြည့်လို့ရတယ်ထွက်ခွာတာဘတ်ကားကထွက်ခွာသွားခဲ့တာနံပါတ်1မှာဆိုလို့ရှိရင်တူမာရီမရှိတာ ဒိုမာရီမရှတာကရတက်နာဆိုတော့မဟုတ်ဘူးနံပါတ်1ဆုကီမရှတာဆက်ရောက်တာဆိုတော့လေမဟုတ်ဘူးနံပါတ်3ဒေမရှတာထွက်သွားတာဆိုတော့ဒါဖြစ်နိုင်တယ်နံပါတ်4ဘတ်စုကမာကာရီမရှတာကွေ့သွားခဲ့ပါပြီဆိုတော့မဟုတ်ဘူးလေနော်အဲ့တော့ဘတ်ကားကထွက်ခွာသွားခဲ့တာဆိုတော့ရှူပါဆုရှီမရှတာရဲ့ဒေမရှတာရဲ့ကအတူတူပဲပေါ့နောက်နံပါတ်2နောက်နံပါတ်2လေးက もっと俺デイネイに帰ってください。デイネイにရင်ကြီးကြီးလို့လည်းပြောလို့ရတယ်လို့ဆရာကြီးကဒီနေရာမှာရေးတာဆိုတော့တက်တက်ရဲရဲလှလှပပလေးရေးပြပါလို့လည်းပြောလို့ရတယ်ပေါ့နော်ဒိနေဆိုတာရင်ကြီးကြီးဆိုတော့မို့တူပို့ပြီးတော့လှလှပပတက်တက်ရဲရဲလေးရေးပြပါလို့ပြောတာဖြစ်ပါတယ်ပထမဦးဆုံးကဝတ္တရှိတို့ဘယ်နေရာကြည့်ရမှာလဲဆိုရင်သူနဲ့တူတူနေရာပဲတွေ့ကြည့်မယ်အိုခိခုခိုက်တဲ့ကြီးကြီးလေးရေးပြပါသူကလှလှပပတက်တက်ရဲရဲရေးပြတာဆိုတော့အိုခိခုခိုက်တဲ့ဆိုတော့ မဆိုင်ဘူး။နောက်နံပါတ်2ခီရေအီနိခိုက်တဲ့ခူရဆိုင်လှလှပပရေးပြီးပါဖြစ်နိုင်တယ်။နောက်နံပါတ်3မော့တိုဖူတိုခူခိုက်တဲ့ခူရဆိုင်ဖူတိုခူအလေးဖူတိုယဝါရာကလာတာ။အဲ့တော့ဘယ်ကျနာတော့တုတ်တုတ်လေးရေးပြီးပါဆိုတော့ဒါလည်းမျိုးကတိတ်တော့မရှိဘူးလေနော်။ဒီစလုံးတွေဘာတွေအမဲအောင်ထက်တာတွေဘာတွေမျိုးမှာပဲတုံးတာဆိုတော့နောက်တစ်ခုကမော့တိုခန်တန်နိခိုက်တဲ့ခူရဆိုင် ခန္တန်ခန္တန်ဆိုတာလဲလဲကူကူလေးရေးပြပါဆိုတော့လေဒါလည်းမဟုတ်ဘူးအဲ့တော့အဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်ဒိနေနိခိုက်တဲ့ခရဆိုင်နဲ့ခိရိနိခိုက်တဲ့ခရဆိုင်စိတ်မင်းနေတူတယ်ပေါ့နောက်နံပါတ်3နောက်နံပါတ်3အနီဝါတဲ့အေကာအိုမိုင်းဒက်အိုမိုင်းဆိုတာဒီနေရာမှာတော်တယ်လို့ပြောမှာပကြီမှာ တော်တယ်နံပါတ်1 နမတိကဒီမှာဆိုလို့ရှိရင်အဲကဂျောစုဆိုတော့ဒါဖြစ်နိုင်နေနမနစ်ကကြတော့အဲကခိဒိုင်မုံနေမုံတော့မဟုတ်ဘူးလေတော်တာနော်အဲ့တော့နောက်တစ်ခုကကြတော့ဟေတာညံ့နေဆိုတော့လေမဟုတ်ဘူးနောက်တစ်ခုအနိကအဲကစုခိကြိုက်တယ်ဆိုတော့လေမဟုတ်ဘူးဥမာကြီးရဲ့ဂျောစုရဲ့အတူတူပဲအဲကဥမာကြီးဥမာကြီးနဲ့ဂျောစုနဲ့အတူတူပဲနောက်နံပါတ်တစ်ခု နောက်တစ်ခုကတဲ့ခီနိုဝါနေဘိုရှိမရှိတာနေဘိုရှိမရှိတာဆိုတာအဲ့အဲ့လွန်သွားခဲ့တာအဲ့အဲ့လွန်နေဆိုတော့ဝတ္တရှိတို့အဲ့ရထနောက်ကြတာကိုပြောတာပေါ့ဒီမှာဆိုလို့ရှိရင်နေရုနော်ကနေရုအိတ်ဖို့က နေရုံတော်ကအိုဆိုခုနတဲ့ရှိမိုင်းမတ်တာအိဖိုနောက်ကြခဲ့တာဆိုတော့မဟုတ်ဘူးသူကအဲ့ရထားနောက်ကြကိုပြောတာဖြစ်တဲ့ကြောင့်မလို့အီချီပန်မဖြစ်နိုင်ဘူးနောက်တစ်ခုကနိဘန်ကဟာယာခုနတဲ့ရှိမိုင်းမတ်တာဆော့ဆော့အိခဲ့တယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးနောက်တစ်ခုကကြတော့မအိုဆာရုမဟုတ်ဘူးနော်ဒါအိုခိရုပဲဖြစ်နိုင်တယ် ။အိုခိရု။အိုခိရုနော်ကအဲ့ရထဘူကအိုဆုခုနတဲရှိမိုင်းမတ်တာ။အဲ့ရထဘူနောက်ကြခဲ့တယ်ဆိုတော့ဒါဖြစ်နိုင်နေဖြစ်တယ်ပေါ့နော်ဖြစ်နိုင်တာအောင်မဟုတ်ဖြစ်ကိုဖြစ်တယ်။နောက်တစ်ခုကကြတော့ဟာယခုအိုခိတဲရှိမိုင်းမတ်တာဆော့ဆော့အဲ့ရထခဲ့တယ်ဆိုတော့လည်းမဖြစ်နိုင်ဘူး။နေဘိုရှိမတ်တာဒီအဲ့ရထနောက်ကြခဲ့တာဖြစ်တဲ့ကြောင့်မလို့အိုခိအိုခိရုနော်ကအိုဆုခုနတဲရှိမိုင်းမတ်တာနဲ့တွားတူမယ်ပေါ့။ နောက်ထပ်နံပါတ်တစ်ခုနောက်ထပ်နံပါတ်နံပါတ်တစ်ခုကတာနာခဆန်ဝါဆန်စီနီဟိုမဲရာတဲ့မှာရှိတာတာနာခဆန်ကဆေးရစီကနေချီကျူးချင်းခံရတာဟိုမဲရာတဲ့မှာရှိတာချီကျူးချင်းခံရတာဆိုတော့သူပြောတဲ့စကားတွေကိုကြည့်မယ်ခီယိုစကတဲ့နေယူဆိုင်နော်ဆိုတော့ချီကျူးတာနဲ့ဘာမှမဆိုင်ဘူးလေနော်တိုတဲမောယောခတာတက်စီယောအယံကိုကောင်းနေနော်ဆိုတော့ဒါဖြစ်နိုင်တယ် နောက်တစ်ခုကချော့တော့ရဆုံးမိမလျှော့ခဏလောက်နားကြရအောင်ချီကျူတာနဲ့ခဏလောက်နားတာနဲ့ဘာမှမဆိုင်ဘူးတိုင်းရင်ဒက်စ်နဲ့မလွယ်ဘူးနော်ချီကျူတဲ့စကလုံးဟုတ်မှမဟုတ်တာလीနော်တခုခုကိုခက်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 လှုပ်ဆောင်ရတယ်ဥပမာညာနဲ့တတိစာချက်ရတယ်ဆိုအဲမလွယ်ဘူးနော်တိုင်းရင်ဒက်စ်နဲ့အဲ့လိုမျိုးတွေခက်ခဲလိုက်တာနော်ပင်မလိုက်တာနော်ဆိုပြီးတော့ပဲပြောမှာပေါ့အဲ့တော့ဟိုမဲတာတွေမှာစတာချီကျူချင်းခံရတယ်ဆိုတာတော်တဲတိုတဲမို့ရောခတ်တာအရန်ကိုကောင်းတာပဲလို့ပြောတာ ਨੇ ဒါကြူတယ်ပေါ့ တော်ဝဲချီဝပြန်ချုပ်ပေးရလို့ရှိရင်ဟိုမဲတာရဲ့မာစတာချီချူချင်းခံရတဲ့တိုတဲမိုယောခတ်တာဒက်စီယောနဲ့တွေ့တူမယ်။နေဘိုးရှင်မာစတာအိယာထာနောက်ကျခဲ့တာဖြစ်လို့ဟိုခီရူနော်ကအိုဆိုကုနာတဲရှင်မိုင်မာစတာနဲ့တွေ့တူပါမယ်။နောက်တစ်ခုအဲကာအူမိုင်အူမိုင်ကကျွမ်းကျင်တာတော်ရာဆိုတဲ့နေရာမှာသုံးတာဖြစ်တဲ့ကြောင့်မလို့ဒီနေရာမှာဂျောဆုနဲ့တွေ့တူပါမယ်။နောက်တစ်ခုကကျတော့ဒိတ်နေဆိုတာရင်ကြီးကြီးဆိုတဲ့နေရာမှာဒီနေရာမှာရေးတာဖြစ်တဲ့ကြောင့်မလို့ရင်ကြီးကြီးရေးတယ်လို့မရှိဘူး။လှလပပတက်တက်ရဲရဲရေးတာပဲရှိရတဲ့ကြောင့်မလို့ ခီရေနဲ့တော့တူပါမယ်ခီရေနဲ့ခိုင်တန်နဲ့တော့တူပါမယ်နောက်တစ်ခုကရှူပါဆော့ရှင်မရှတာထွက်ခွာရဲဆိုမှာတော့ဒေမရှတာဒီထွက်ခွာရဲနဲ့တော့တူပါမယ်ကေတာဆိုလို့ရှင်တော့ဒါကတော့2019ခုနှစ်လပိုင်းရဲ့စေမီနီလေးဖြစ်ပါတယ်နောက်ထပ်နောက်ထပ်ဆောင်မွေးမတိုင်ခင်မှာလည်းဝတီရှိတက်နိုင်တဲ့လောက်ကြိုးစားပြီးတော့တင်ပြဖို့တင်ပြဖို့ပြင်ဆင်နေပါတယ်ရှင်ကဲအဲ့ဆိုလို့ရှင်မီနာဆန်တို့လည်းဆောင်မွေးမှာကိုလိလထားသမျှတွေအကျုံးဝင်ပြီးတော့ဆောင်းမွဲကိုအခက်ခဲမရှိဖြစ်စွာအမြင်နိုင်ကြပါစေလို့ဆုတောင်းပေးပါရစေ။ကြောင့်မတန်းနဲ့ bye bye